အဲ့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ဖြည့်စုံကြပါစေကိုစိတ်နှပါဆွေလန်းချမ်းမြေကြပါစေတော့ကျွန်တော်လည်းပဲဒီမှာဗီဒီယိုဖိုင်လေးတွေမရိုက်တာလည်းကြာပြီအဲ့တချို့ကမြင်နေကြတယ်ပေါ့နော်ကျွန်တော်ဒီ generator weight တုံးနဲ့ပေါ့နော် fly wheel နဲ့ပြုလုပ်နေတာလေရန်နာလိုက်ပြီလားဆိုတော့ရန်နာသေးပါကျွန်တော်တို့လုပ်နေတော့ပါလေကျွန်တော်ဒီနေ့လုပ်နေတော့ပဲသေးပါခင်ဗျာနော် fly wheel generator လေးကျွန်တော်တို့ဒီမှာအလုံးပြန်လည်ပြီးတော့ပြန်ပြင်ဆင်နေတယ်ပေါ့နော်ကျွန်တော်တို့ဒီအဲသူ့ရဲ့ ောင်မြင်ထားတဲ့သူတွေမှာကျတော့ကျွန်တော်ဒီ Dynamo က KDB ကိုဝိတ်တုံး40အနှစ်ပေပေါ့နော်ဒိုင်ယာမီတာအကျယ်စဝိုင်းတပေပြုစီအလေးချေရသူကကီလို60နဲ့ပြုလုပ်နေပဲဆိုတော့အခုပါကျတော့ကျွန်တော်ကတောင်ဆိုရင်ဒိုင်ယာမီတာဟိုပါပေါ့ကျွန်တော်တို့အဝိုင်းစဝိုင်းရဲ့ချင်းဝကျွန်တော်တို့60စင်တီမီတာနော်60စင်တီမီတာဒီက80စင်တီမီတာ ပမာ80စင်တီမီတာရယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ65စင်တီမီတာရယ်ပမာလည်းပဲ80စင်တီမီတာဆိုတော့ကျွန်တော်ကဒီကောင်ကိုအလုံးအလေးချိန်ပြန်တိုးမယ်ဒီစင်ကိုလည်းကျွန်တော်ပြန်တိုးမယ်ပေါ့နော်ပထမကျတော့ကျွန်တော်တို့ဒီ EPC မီးနဲ့ပေါ့နော်ဝိတ်တုံးတိတ်တိတ်လေးနှစ်ခုနဲ့ကျွန်တော်အရင်စမ်းတယ်ပေါ့ခင်ဗျာနော်အရင်စမ်းတဲ့အခါမှာဒီမော်တာလေးကိုလဲလိုက်ရင်ဘယ်စိတ်ရဲ့ဒိုင်နမိုနဲ့ ဝိတ်တုံးနဲ့ RPN လေးရော့ချသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနောက်ထပ်ကီလို100ကျော်ပေါင်းအဟောင်းနဲ့ဆိုရင်အလုပ်ပေါင်း200ကျော်ကိုကျွန်တော်တို့ကပြန်တိုးတယ်ပေါ့နော်အပြန်တိုးတဲ့အခါမှာဆိုတော့ EPC မီနဲ့မောင်းလို့ရှိရင်ကျွန်တော်တို့မော်တော်တွေအဲဒီကောင်တွေဒီကောင်တွေမောင်းလို့ရတော့အခုဒီမှာကျွန်တော်ကဝိတ်တုံးအလေးချိန်တိုးမယ်ဆိုတော့ကျွန်တော်တို့ကဒီမော်တော်ကိုလည်းချိန်ထားတယ်ခုနှစ်ကောင်ခွဲအပေါ်မှာလည်းပဲအရင်ကဆိုရင်ကျွန်တော်တို့ မိုးရွာလို့ရှိရင်အခုဆိုမိုးရွာနေတယ်ပေါ့နော်မိုးရွာလို့ရှိရင်ခေါင်းမိုးကမိုးယိုတာဒီဘာဒီကျွန်တော်အကုန်လုံးပြန်ဆွိုင်းရတယ်ပေါ့နော်လောလောဆယ်မှာကြတော့ EPC မီးနဲ့မောင်းမယ်ဆိုတော့ဒီ weight တုံးနဲ့ကကြတော့ကျွန်တော်တို့အာဒိုင်နမိုရဲ့ဝင်ကတော့မလျော့ဘူးပေါ့ခင်ဗျာနော်ဒါပေမဲ့ကျွန်တော် upload full လို့အများကြီးကိုကျွန်တော်တို့မတုံးသေးဘူးပေါ့နော်လောလောဆယ်ဒီမော်တာလေးတုံးကောင်ဘောင်းပြီးလို့ရှိရင်ကျွန်တော်ပန်းချိုးလေးနဲ့ဆွဲကြည့်လို့ရှိရင်တော့သူ့ရဲ့အချိန်နှုံးလေးကတော့မလျော့ကြသေးဘူးအဲ့တော့ဒါပေမဲ့ ဒိုင်နမိုကမီးကိုကျွန်တော်ကမော်တာကိုပြန်မောင်းတဲ့အခါမှာဆိုသူကမရတော့ဘူးကွဒီနေ့မှာဆိုရင်ကျွန်တော်ကိုယ်တိုင်ပဲဒီဟာလေးတွေကိုအပေါက်ဖောက်တယ်ဒီအဝိုင်းကိုဝယ်လာတယ်အလဲကအပေါက်ကိုကြတော့ကျွန်တော်တို့ကဒီတွင်ခုံနဲ့တွတ်လို့ရတယ်ပေါ့နော်ဒီမှာတောင်နလင်းမကွယ်တပောက်ကိုမှာတပောက်အဲ့လိုပါကျွန်တော်တို့ကနောက်ထပ်၃ပြားမှာကျွန်တော်ကကီလို200နဲ့3ကီလိုကိုထပ်တိုးလိုက်ရပေါ့နော်အဲ့အဲ့လိုလေးဝိတ်တုံးတွေကတော့တော်တော်လေးတော့များသွားပြီပုတ်ချငွေတွေကလည်းများသွားပြီလူကလည်းတိုက်ပန့်ပြီးခြာလပန့်လဲနေပြီပေါ့နော် ဲ့တော့ကျွန်တော်တို့ဒီမီထွေမထွေအောင်မြင်မမြင်ကိုလည်းကျွန်တော်တို့ကနောက်ပိုင်းမှာကျွန်တော်ပြန်ဆင်းပြမယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဒီဟာလေးအောင်မြင်သွားလားမအောင်မြင်သွားလားကိုပြန်ဆင်းပြမယ်လောလောဆယ်မှာကျွန်တော်အခုဒီမှာကျွန်တော်ဒီပင်လယ်ကမ်းစမ်းမှာဆိုတော့ကျွန်တော်တို့ဒီမှာမိုးရွာနေတယ်ပေါ့နော်မိုးကြီးရွာနေတယ်ဆိုတော့တော့ရောက်ကင်ရောက်လဲအဆင်မပြေတော့ပြန်ဘူးအဲ့တော့ကျွန်တော်တို့ဒီမှာခဏလေးနားပြီးလို့စီကျွန်တော်တို့အခုဒါဝိတ်တုံးလေးအကုန်လုံးကိုကျွန်တော်တို့ကပြန်တိုးရပေါ့နော်ဒီမှာဆိုရင်အပြာကြီး เนาะဒီမှာလည်းပဲအရင်တော့ဆက်ထားတဲ့ဟာကားလည်းပဲအသေးပေါ့เนาะဒီမှာပြန်ပြီးတော့အပေါက်ပတ်ပြန်ဖောက်တယ်ဝင်ရိုးတစ်ချောင်းတော့တစ်ခါထပ်ဆောက်နေရပြန်တယ်ပူလီဘေးကြီးလည်းကျွန်တော်အလုံးပြန်ချိမ့်မယ်ပေါ့เนาะကျွန်တော်တို့မော်တာနေပြီးတော့ဒုတိယပထမ5 view ကိုကျွန်တော် RPN တဝက်ဆော့ချမယ်850လောက်ထားမယ်ဒီလိုစီဟုတ်က850ပထမ fly view ကနေပြီးတော့ဒုတိယ fly view ကိုပြန်ဆွဲတဲ့အခါမှာကျွန်တော်တို့ကသူ့ကိုအစပြန်တိုးမယ်ပေါ့နော်အဲ ။ပူလီဘိန်းတွေကိုကြတော့မော်တာအငဲကနေပြီးတော့အကြီးကိုဆွဲမယ်။ဟိုဘက်မှာကြတော့အကြီးကနေပြီးတော့အငဲကိုပြန်ဆွဲမယ်။ဒီဘက်ကိုဒိုင်နမိုနဲ့ဒီ Flyby Weight Down နာဘန်နေမှာကြတော့ကျွန်တော်တို့တခါဒိုင်နမိုကို1500အလဲအနည်းနဲ့လဲပြီးမှဒိုင်နမိုကို1500ရရပြန်လုပ်မယ်ပေါ့နော်။ဒီ Weight Down ကိုကျွန်တော်တို့က RPN အမြန်လှည့်လိုက်လို့ရှိရင်အန်ဒီရတော်တော်များတယ်ပေါ့နော်။အကြာကျွန်တော်ရဲ့မူဂျိုသားအတွေးလေးပေါ့ခင်ဗျာနော်။ တကယ်ဆရာဆရာကြီးတွေကကြာတော့လဲဘလူလုံးမယ်မကြည့်ပါတော့ဒါပေမဲ့အကြံဉာဏ်လေးလည်းပေးနေကောင်းပေးနိုင်ရင်လည်းပေးကြပါဦးခင်ဗျာနော်ကျွန်တော်တော့လောလောဆယ်မှာတိုင်ပန့်ယူရလဲနေတယ်ပေါ့ဗျာဒါပေမဲ့လည်းဇွဲကတော့မစောသေးပါဘူးတတိယလည်းပဲအုတ်ချောင်းငွေအလုပ်ကိုသူကုတ်ကြခံမယ်ပေါ့ခင်ဗျာနော်အဲအဲ့လိုလေးဒါဆိုတော့ကိုယ့်ဘက်မှာလည်းပဲကျွန်တော်တို့ဘက်မှာလည်းပဲလောက်ရတာအားရှိတယ်ပေါ့ခင်ဗျာနော်သူကကုတ်ကြငွေမခံနိုင်ဘူးမင်းလောက်တာကြာတယ်အဆင်မပြေဘူးအောင်မြင်ဘူးပါညာပြောရင်တော့အဲ့ဒါကျတော့လောက်တဲ့လူပဲတော်တော့ စိတ်ဓာတ်ကြစီရလေးတွေဖြစ်တယ်ပေါ့ခင်ဗျာဒါပေမဲ့အခုမှကြတော့ तू ကလုတ်လိုအပ်တဲ့ဟာအကုန်ဝင် तू ပတ်စံပေးမယ်အောင်မြင်အောင်သာလုတ်အခြေတစ်ခုပေးရမယ်လို့တော့ကျွန်တော်ကပြောပြီးသားလေနော်ဒီကအခုရေတွင် तू အခုရေတောင်းလို့မရဘူးကျွန်တော်ပူလီဘိတ်တွေချိန်ကစားရတယ်ကျွန်တော်ပူလီဘိတ်တွေ RPN တွေပါညာလဲကျွန်တော်ကဒီကနပ်ပေါင်းစင်းနဲ့တွေ့တယ်ပေါ့နော်ငါလင်းမနဲ့ဥပမာအပြင်လေးလင်းမနေပြီးတော့ကျွန်တော်ဆယ်လင်းမကိုဆွဲလို့ရှိရင်မော်တာလေနှုန်း1500ဆိုပေမဲ့ကျွန်တော်ကဒီဝန်ယုံတုတ်တဲ့ခါမှာဆိုရင်1500အပြည့်မရဘူး ကျွန်တော်1440လောက်ပဲရမယ်1440ဆိုတော့ကျွန်တော်လေးလင်းမနဲ့ဆယ်လင်းမကိုဆွဲလို့ဆိုရင်ကျွန်တော်တို့ကဒီအပြင်900နဲ့920ပဲရတယ်1440မှာဆိုရင်1440မှာဆိုရင်900ပို့ပြာနှစ်ဆရောသွားတယ်ပြီလို့ဆိုရင်ဟိုဘက်မှာကျွန်တော်ကဒီ73လင်းမနဲ့ဘာနဲ့တော့လှုပ်လို့တော့မရတော့ကျွန်တော်လင်းမကြီးကြီးလေးနဲ့ဖြည်းဖြည်းလေးလှည့်ပြီးလို့ဆိုရင်ဒိုင်နမိုမှာ RPM 1500ရအောင်ကျွန်တော်ပြန်ချိန်မယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုစဉ်းစားထားတယ်အဲ့တော့တောသားတာဆန်မှုကျိုးအတွေးရတော့အဲ့လောက်ပဲရမယ်ပေါ့နော် ူဂျိုအစစ်ကတော့တကယ်ဒါကဘာရဲ့ဝါရဲ့ဆရာကြီးလှုပ်တဲ့ခါကျတော့သူတို့ကခဏပေါင်းစင်းနဲ့တစ်ချာတွေ့တယ်ပေါ့နော်ဒီ MPR မော်တာဘယ်နဲ့ကောင်းဆိုရင်ဒိုင်နမိုက MPR ဘလောက်ဆိုရင်ဝိတ်တုံးဘလောက်ထည့်ရမယ်ဆိုတော့သူတို့တွေ့တတ်တယ်ပေါ့နော်ကျွန်တော်တို့ကကြာတော့ဒီမှာရန်တမ်းပြီးတော့ဗီဒီယိုဖိုင်လေးအိန္ဒိယနိုင်ငံကဗီဒီယိုဖိုင်လေးကြီးပြီးလှုပ်တာပါဒါအမှန်တိုင်းပေါ့နော်ဒီများလှုပ်တာအောင်မြင်တယ်ဒါပေမဲ့သူတို့လှုပ်တဲ့ဒိုင်နမိုဒီ5ကီလိုပြီးလို့ရှိရင်ဒိုင်းအုပ်တိုက် ABR တိုက်မဟုတ်ဘူး AVR နဲ့ကကြာတော့ကျွန်တော် RPM မှာဒီ Dynamo ကိုလာတဲ့ လန်နှုံးက1500ရော့ကြလို့ကိုမရတာ AVR နဲ့ကာဝါကြတော့အဲ့လိုမျိုး frequency ချိန်နှုံးလည်းညင်နေရမယ်ဒီ ID ကလောက်ပြတဲ့5ကီလိုလေးတွေ9ကီလိုလေး10ကီလိုလေးတွေကကြတော့တချို့ကကြတော့မင်းချစ်ပေါ့နော်ကျွန်တော်ဒီတန်လိုက်နဲ့မင်းကနစ်လားမင်းချစ်လားအဲတန်လိုက်နဲ့ပြီးလို့တဲ့ဒိုင်နမိုလေးတွေအနည်းလဲလို့ရှိရမီထွက်တဲ့အလင်းရောင်လေးတွေတုံးလို့ရတယ်ပေါ့နော် VT လေးတွေတုံးလို့ရမယ်အဲ frequency ချိန်နှုန်းမမှန်တဲ့အတွက် electronic layer set PC လေးကြတော့ direct တုံးလို့မရဘူးကျွန်တော်တို့ဒီ ောက်ဆက်လေးတွေတုံးရမယ်ဖိုင်ဘာဖြတ်ဆင်းလေးတွေတုံးရမယ်ဒီလိုလုပ်ပြတာတော့เนาะခုကျွန်တော်တို့ဒီမှာလုပ်တဲ့ခါကျတော့ electronic ပစ္စည်းလေးတွေတုံးလို့ရအောင်ပြုလုပ်တဲ့ခါကျတော့သင်္ချာလေးလိုက်ချိန်ကြတာအာကြည့်ရတော့မဟုတ်ပါဘူးဆိုတော့တကယ်ပါအာဝိတ်တော့ကဒီ dynamo မှာတန်လိုက်စက်ကွဲဖြစ်သွားလို့ရှိရင်ဝိတ်တော့ကတောင်းနိုင်ရမယ်ပေါ့เนาะအဲအဲ့လိုမျိုးနားမဟုတ်ရင်လည်းကျွန်တော်တို့က epcb နဲ့ပဲကြွေးပြီးလို့ရှိရင်မီစာတက်တာအောင်ပြုလုပ်မယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်လုပ်ငန်းမှာပေါ့တုံးနေတဲ့မီဟာအင်ပီယာတော်တော်များပြီလို့ဆိုရင်တလားတလားကိုမီးဖူကတအားကြနေတဲ့အချိန်မှာ တဝင်းလောက်ရော့ကြရင်တော်တော်လေးအဆင်ပြေပြီပေါ့ဗျာဟုတ်တယ်ဟုတ်အဲ့လိုလေးအနေထားနဲ့ကျွန်တော်လောက်တာပေါ့ခင်ဗျာနော်အောင်မြင်မအောင်မြင်ကိုကျွန်တော်ပြန်ပြောမယ်ကျွန်တော်တော့တောသားတာဆန်ဘိတ်သားအာဂျီလို့ပဲတတ်မှတ်လိုက်ပါဆိုရင်နော်မယုံရင်ပုံပြလို့မှတ်ပေါ့ဗျာစူးစမ်းနေဆဲပေါ့ခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်